ရေးဆရာကြီးဒူဝင်ရဲ့ကိုတင်ချိုင်းတန်တာဤဆောင်အုပ်ကိုဖတ်ရှုခွင့်ပြုပါရယ်ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်အပိုင်းသုံးမင်းတို့တွေးရရတန်ရရဖြင့်ပျော့ခွေကြသွားသည်ကိုမြင်ရတော့က၎င်းငယ်သားများမှာထိတ်လန့်တုန်လှုပ်သွားပြီးဒူးထောင်အညံ့ခံလိုက်ကြရပေသည်၎င်းနောက်စောအိမ်နှင့်ပေါ်ပေါ်သည်၎င်းတို့၏ကောင်းဆောင်ဖြစ်သောမင်းတို့ကိုဝါ၍ဆွဲထုတ်ပေးကြစဉ်ဇောညံမှာမင်းစီသူ၏ဓာတ်ချက်ကြောင့် လက်မောင်းတွင်ဒဏ်ရာရသွားသဖြင့်ဒဏ်ရာရသွားသည့်နေရာကိုသွေးတိတ်အောင်ဝေဖြင့်စီးထောင်ရပေသည်မင်းစီသူသည်သွေးစုံနေသည့်ဓာမသွေးများကိုတုတ်ပြစ်လာပြီးဒိန်တဲသို့ပြန်သွင်းလာသည်၎င်းနောက်၎င်း၏နှဘူးပြင်မှချွေးသည်များကိုလက်မောင်းဖြင့်ပုတ်တက်ပြစ်လာ၏ခွတ်တရိတ်ဆန်ခေါင်းသည်အားနှွယ်တဲ့မိမသားကိုစော်ကားမလို့ပဲနားလေမင်းတို့တန်ဒီကဒါပဲလားမင်းတို့ရဲ့ကြက်တီးရင်မရှိတဲ့မျက်နှာတွေငါမကြည့်ချင်ဘူးမင်းတို့ရဲ့ကြက်တီးရဲ့ရုပ်တဲ့မျက်နှာတွေကိုမြင်းနေရရင်ငါတတ်မိလိမ့်မယ် မင်းစီသူကမြေကြီးကိုဖနှောင်းဖြင့်ဆောင်ရင်းကျုံဝလာရမင်းတနုဆိုသူခေါင်းဆောင်သည်ငမိုက်သားလူရန်ကားလေးတို့သည်မိမိတို့တန်ရာများကိုပင်သွေးများတိတ်အောင်အဝိဖြင့်စီနောင်ခြင်းမပြုနိုင်ပဲ၎င်းတို့စီးနေလာသည်မြင်းများပေါ်သို့ခုန်တက်သွားကြပြီးလာလန်တိုင်းတုံးဆိုင်ပြေးသွားကြပြီးတော့သည်မင်းတနုတို့လူသားဒူးထောင်မြန့်ခံပြီးကြောင်အားလန်အားနှင့်ထွက်ပြေးသွားကြသည်ကိုမြင်ရသောအခါအင်ရှင်ဘောလကောမှာတိတိပြတ်ကုန်နေမင်းစီသူတို့ပေါ်ရင်ကျေးဇူးတင်၍မဆုံးနိုင်အောင်ဖြစ်နေပြီး ချိန်မကန်မီလက်မကန်မီဖြစ်နေပေသည်မင်းပြားကြီးတို့ရဲ့ကျေးဇူးကြီးမားလာပါပြီတဲ့မင်းပြားကြီးတို့ကြောင့်မင်းညိုမြအချက်တကွအကျိုးနဲ့မဖြစ်ရတာပါမင်းပြားကြီးတို့သာမရှိရင်မင်းညိုမြလည်းစောကားခံရမယ်ကျွန်တော်မျိုးကြီးဘောလုံကလည်းသူတို့လက်ချင်တဲ့အသက်ထွက်ဖို့လမ်းပြတယ်အင်းရှင်ဘောလုံကရိုသေစွာပစစ်တုပ်၍ခါစားရင်ကျေးဇူးတင်စကားပြောကြနေပေရာတီတီပြက်ကွန်သည်ဘောလကွန်အားဆွဲယူလိုက်ပြီး၎င်းနှင့်အတူကုတ်ပစ်ပေါ်တွင်ထိုင်စေလေသည် ျွန်တော်တို့ကညကြရခီးတဲ့တွေပါဆွေတော်ဘောလကွန်တင်တယ်လို့ရုပ်ပြန်လာတဲ့မင်းမူတန်းနေမဟုတ်ပါဘူးကျွန်တော်တို့ခီးပန့်လာကြပြီးဆာလာမုတ်တိန်နေခိုင်းမှာကျွန်တော်တို့ကိုပေါ်ပေါ်ရွေရွေကျွေးမွေးပြုစုတဲ့အတွက်ဂျေစုကိုကျွန်တော်တို့ဘယ်တော့မှမမေ့ပါဘူးတိရိပြတ်ကွန်ကရှင်းပြနေပေသည်အင်ရှင်ဘောလကွန်နဲ့အင်ရှင်မတို့ကတိရိပြတ်ကွန်အားဂျေစုတင်စကားပြောကြားနေခြင်းတွင်မင်းညိုများကိုမမြင်ရသဖြင့်မင်းစီသူသည်ဟိုဟိုတီတီကြည့်နေရမှာ မိညွများရှိရာဘဲခင်ထဲသို့လိုက်ပါသွားပေသည်။ဒါနဲ့ဆွေတော်ဘောလကုံရဲ့တောင်ရဘဲခင်တွေကစောင်းတူးမြို့သားရဲ့ပိုင်းနဲ့တွင် ကြောက်တယ်မဟုတ်ပါလား။တီတိပြက်ကွန်ကကြည်ပြန်သောတောင်ရဘဲခင်ကိုမျှော်ကြည့်ရင်းမေးလိုက်။မှန်ပါတယ်။စောင်းတူးမြို့သားရဲ့နယ်ပယ်တွင်မှာရှိပါတယ်။စောင်းတူးမြို့သားကြီးတက်တော်ထင်ရှားရှိစဉ်တုန်းကတော့ကျုပ်တို့ရဲ့တောင်ရဘဲခင်နဲ့တကွနယ်ပယ်ဒေသတခုတော့အင်တန်မှတာတာရရဆူဆူပြပြရှိလာပါတယ်။ တောင်သူလန်တမစီးရဲသားတွေလည်းတက်တာချောင်ကြည့်တယ်ကောက်ပဲတိနံပေါ်ချိန်မှာဆိုရင်ပွဲလန်တပင်နေနဲ့အင်ပြန်ပြောစရာကောင်းတယ်ဒါပေမဲ့စောင်းတူးမျိုးစားကြီးနဲ့ရွာဆန်းကန်တော့ကုန်သွားတဲ့ချိန်ကစပြီးကျုပ်တို့တွေမှာအမိမဲသားရေနှင်းကလိုအာကိုရမဖြစ်နေကြပါတယ်မျိုးစားကြီးရဲ့အသားတော်မျိုးစားလောင်းလျာဗညာအိမ်တခင်ကိုယ်တော်လေးကလည်းရှင်မြို့တော်မှာသာချိန်ကုန်လုံးပြီးအသာဥစားလောင်းကစားနဲ့သာပြောမှွင့်နေပါတယ်အင်ရှင်ဘောလုံးကညင်းညင်းညူညူပြန်ပြောလိုက် မှန်ပါတယ်မြို့သားကြီးနဲ့ရွာဆန်တဲ့အချိန်ကစပြီးတနေ့တခြားအခြေအနေဆိုးရွားလို့သာလာပါတော့တယ်။အင်ရှင်မကဝင်ပြီးထောက်လိုက်။ဘယ်ပုံဘယ်နည်းဆိုးရွားတယ်ဆိုတာမိတ်ရှိပါဦး။ဒီဒီပြက်ကောင်ကပြန်မင်းလိုက်သည်။နဲ့ရွာဆန်မြို့သားကြီးရဲ့ခွန်တော်ဝင်မင်းဒီဒီတနုပွဲကံဘောမုံထင်းတယ်လို့မင်းမူနေတာနေသူနေသားတွေအလူအလိမ်ခံနေကြရတယ်။အင်ရှင်မကဖြေပေးလိုက်။မင်းမူပုံကမိတ်ရှိပါဦး။ဒီဒီပြက်ကောင်ကပုံပြီးရှင်းလင်းတေချာစွာသိလို့တဲ့ဖြင့်မင်းလိုက်ပြန်သည်။ ခွန်အကောက်တွေတိုးမြင့်ကောက်ခံနေတယ်။အခွန်အကောက်မပေးနိုင်တဲ့သူတွေကိုထိတ်တုံးခတ်ပြီးအစာငတ်ရေငတ်ထားတယ်။တောင်ယာဘဲကင်းကထွက်တဲ့ကောက်ပဲသီးနှံနေကျွဲတွင်နွားတွေနဲ့တက်ရှိတက်မဲ့အတွင်းပြည်စီပြင်ပြစီတွေကိုပါဘန်းနာရောဖြစ်သိမ့်ပတ်ခဲ့တယ်။တောင်ယာဘဲကင်းတွေကိုဆက်လက်လောက်ကင်ဝင်မပြုတ်ပဲနဲ့နှင်ထုတ်ချင်းခံရလို့အလောက်လက်မဲ့ဖြစ်ပြီးငတ်တလဲပြတ်တလဲဖြစ်နေတဲ့လူတွေလည်းတနေ့တခြားတိုးတက်များပြားလာတယ်။ဒါနဲ့ပုံပြီးဆိုရတာကတော့ တောင်သူလက်သမားတွေကိုနှင်ထုတ်ပြီးငွေရှင်ခြေရှင်ဖြစ်စည်းရှင်တွေကိုပိုင်စားပေးသနာနေခြင်းပဲဖြစ်တယ်။ကျွန်တို့တို့ထွန်ရက်ဆိုင်ပြိုလောက်ကန်နေတဲ့တောင်ရပဲကင်းကချုပ်တို့ရဲ့ဘိုးဘားလက်ထက်ကစပြီးဓမက်ဦးချလောက်ကန်လာခဲ့တဲ့လျှာမြေတွေပါ။ဒါတွေကိုတော့လာမယ့်နှစ်မှာချုပ်တို့ကိုဆက်လက်လောက်ကန်ခွင့်မပေးတော့ဘဲနဲ့စောစောကမိညိုများကိုစော်ကားရအောင်လာတဲ့မိနှနုကိုအပိုင်စားပေးသနာတော်မူမလို့လို့တရင်ထွက်နေပါတယ်။ချုပ်တို့မှာတော့ပြေးစရာမြေလည်းမရှိ ပေးစရာငွေလည်းမရှိဆိုသလိုဖြစ်နေပါတယ်။အင်ရှင်ဘောလ်ကောင်က စိတ်အားငယ်သည့်အမှုရာဖြင့်ရှင်းပြနေပေသည်အခုလိုမျိုးသားကြီးရဲ့ခွန်တော်ဝင်သီရိတနုလောက်ချင်အောင်လုပ်နေတာကိုနှက်ရွာဆံမျိုးသားကြီးရဲ့တတော်လေးမျိုးသားလေးဗညာရင်သိပါသလားမျိုးသားလေးသိဖို့မရဘူးမျိုးသားကြီးနှက်ရွာဆံကံတော်ကုန်တဲ့ချိန်ကစပြီးသီရိတနုမင်းမူနေတာကိုနေသူနေသားတွေကြိတ်ပိတ်ပြီးခံနေရတယ်မျိုးသားကြီးရှေ့စဉ်တော့ငါနဲ့ဘတ်လုံးမှနှိုင်းစာလို့မရပါဘူး အင်ရှင်ဘောင်းလူကောင်ကရှင်းပြင်ဟောင်းကိုတရိယာတိအမှုရာပြင်ပြောရင်ပြောရင်အတန်တုံလာပေသည်ဆွေတော်ဘောင်းလူကောင်စိတ်အားမငယ်ပါနဲ့ခွေယူကောင်စာတမွတ်တယ်ဆိုတဲ့စကားရှိပါတယ်တနေ့ကျရင်နဲ့ရွာဆန်မြို့စားကြီးလက်ထက်တော်တုံးကလို့တောင်သူလေသမားတွေတတ်တာချောင်းကြည့်ပြီးတာယာဝပြောတဲ့အချိန်တွေကိုရောက်လာနိုင်ပါတယ်မန်တရားကိုကြားရှိဖုံးွယ်ထားလို့မရပါဘူးနေသူနေသားတွေဒါစီးလုံးညီညွတ်ကြမယ်ဆိုရင်တိတိတနုဆိုတဲ့ကောနော်ဝင်ထင်းတယ်လို့မေ့မှုနိုင်မှာမဟုတ်ဘူးဆွေတော်စိတ်အားမငယ်ပါနဲ့ ဇွဲလုံးလာဝီရိယနဲ့အာမန်ကိုလည်းမလျှော့နဲ့မကြခင်တရင်ကောင်ကြားရပါလိမ့်မယ်ကဲအဲကျွန်တော်တို့ခီးဆက်စရာရှိသေးတဲ့အတွက်အခွင့်ပြုပါအောင် ခီးပန်းပြီးဇာလောင်မုတ်တိန်လာချိန်မှာအခုလိုကျွေးမွေးပြုစုတာကိုကျေးဇူးတင်ပါတယ်တိရိဖြတ်ကွန်ကအင်ရှင်နဲ့အင်ရှင်မတို့အားကျေးဇူးတင်စကားပြောကြပြီးဘဲခင်းနဲ့တွင်မိညွန်များနဲ့စကားလက်ဆောင်ကြနေသည့်မင်းစီသူအားခေါ်၍၎င်းတို့စီနင်းလာသည့် နန်ယိုးပြန်ပြန်နဲ့မြင်းများပေါ်သို့ခုံတက်ခါရွှေမြူရော်စီတို့မျှော်မှန်းပြီးခိဆက်ခဲ့ကြပေသည်လမ်းခီးတွင်တီတီပြက်မွန်သည်စကားတစ်ခုမှမပြောဘဲမိမိအားမြို့သားကြီးသမီးခင်စောမယ်ပေးအပ်လိုက်သည့်တာဝန်ကိုမိသည့်နီးပရိရဲ့ဖြင့်ထမ်းရွက်တင့်သည်ကိုတလန်းလုံးစဉ်းစားလာခဲ့ပေသည်မင်းစီသူမှလည်းပဲခင်းထဲတွင်မိညုံများနှင့်နှစ်ယောက်ချင်းတွေ့ဝင်ရခဲ့ခြင်းကမိညုံများတွတ်တီးတွတ်တာနှင့်ကျေးဇူးတင်စကားပြောကြားလိုက်သည်ကိုနားထဲတွင်အဖန်တလဲလဲ့ ကြားရောင်လျက်ရှိသည်ဖြင့်တလန်လုံးစကားတကွန်းမှမပြောနိုင်ပေစောစောကအဖြစ်ပြန်များကိုအာယုံခံစားရင်တိတိပြက်ကွန်ဤနောက်မှထတ်ချက်မကွာလိုက်ပါလာခဲ့ပေသည်တိတိပြက်ကွန်မှာရွှေမြို့တော်သို့ရောက်လေမိမိထမ်းရွက်ရမည်ခက်ခဲနဲ့နဲ့သည့်တာဝန်ကိုမိသည့်နီးပရိယဖြင့်ထမ်းရွက်တင့်သည့်ကိုကြံစီစိတ်ကူးလာခဲ့သည်ဖြင့်၎င်း၏မျက်နှာထားမှာတည်ငြိမ်ရင့်ကျက်သည့်အသွင်သို့ဆောင်းလျက်ရှိပေသည်နေရာဆံမြို့သားကြီးဤတော်မြို့သားလောင်ပညာအင်အားရက်ဆက်ကြံကြုတ်သည့်လူယုံမာများပါ မင်းသားကောင်းဆောင်ထားသည့်ဘလူတပတ်များ၏လောင်းရီအာမလွတ်မြအောင်ကဲ့တင်ပြီးမတော်ခင်စိုးမဲထံပို့ဆောင်ပေးရန်နှင့်ပညာအိမ်၏တစားကန်းလောက်တဲ့သည့်အမှုချင်းကိုပြောင်းလဲသွားစေပြီးမတော်ကုံယူနာမိသူရဲကောင်းတယောက်ဖြစ်လာအောင်စင်ရိုက်ကိုကျုံတွင်ပြီးလိမ္မာရင်ကြည်အောင်လုပ်ပေးရန်နိုင်ရောဆန်ဆောင်းတို့မျိုးစားကြီးတမိဦးခင်စိုးမဲထံတွင်တာဝန်ယူခဲ့ခြင်းကပော့ပေါ်တန်းတန်းတာဝန်ယူခဲ့ခြင်းဖြစ်တော်လဲယခုမူနိုင်ရောဆန်မျိုးစားကြီးမရှိသည့်ချိန်မှစ၍ နေသူနေသားများမှာအမိမဲ့သားရင်းနှန်းကားလို့ဖြစ်နေကြသည်ကိုမျက်မြင်ကိုတွေ့သိမြင်လာခဲ့ရသဖြင့်ဤကိစ္စမှာခင်စောမန်နှင့်ဗညာအိမ်တို့မောင်နှမဤကိုကြီးကိုယ်တော်မျှတာမဟုတ်တော့ပဲနေသူနေသားဒေါသူနေသမားများ၏ကြိုးစည်းဝါနှင့်ဘာသက်ဆိုင်နေသည့်ကြီးလေသောကိစ္စဖြစ်နေသည်ကိုစဉ်းစားမိသည့်အတွက်ဤကိစ္စအမြင်ရေးအတွက်လက်ရုံရည်နှင့်နှလုံးရည်ကိုပါအစွမ်းကုန်အားဆိုင်၍သုံးဆွဲသွားရန်စိတ်ပိုင်းဖြန်လိုက်ပြီးအကောင်းဆုံးနိပရိယေကိုကြံစီစိတ်ကူးလာခဲ့ခြင်းဖြစ်ပေသည် မင်းစီသူမှာမိမိတို့ပေါ်ရင်ကြောက်ရွံ့လာမည်ကြီးလေးသောတာဝန်ကြီးကိုတစုံတရာမစင်စားနိုင်သေးပဲမိညုံများအမျက်တနိုးပေးလိုက်သည့်ကံကောပန်းကိုတရှုပ်ရှုပ်နှမ်းရင်းတဖြည်းဖြည်းဝေးတဲ့ချက်ဝေး၍ချင်ရင်ခဲ့သည့်တောင်ရပဲကင်းများကိုလှဲ့ကြည့်လှဲ့ကြည့်နေလိုက်ပါသွားသည်ကိုမြင်ရပေတော့သည်နေရွာဆန်းစားလူမျိုးသားကြီးတာရောပညာအိမ်သည်အဲ့ရေမောအသည့်မူရဖြင့် အိယာဘော်တွင်လူလွနေရမှာမျက်စိကိုပော့တက်ပြီးအိယာမှာထလာသည်ကိုမြင်ရသောအခါအညာအိမ်၏လက်ဆွဲတော်အိမ်ဖန်ဆောင်အမွန်ကမျက်နှာတစ်တော်ရေကိုယူဆောင်လာပြီးအရှင်သခင်အားဆက်သားလာ၏ဆက်တော်ခေါ်လို့ပြောတော်မူပါရဲ့လားဗျာအမွန်ကမျက်နှာတစ်တော်ရေကိုဆက်သားရင်ထုံးစံအတိုင်းရှောက်တင်လာရအညာအိမ်ကအမွန်အားမျက်နှာထားပြန်ပြန်ကြည့်တညာလုံးတမင်းမအိမ်လိုများဘူးမျက်စိတွေဖန်းနေပြီးလူလဲနှမ်းလာပြီးအညာအိမ်ကမျက်စိကိုပော့တန်ရင်ပြန်ပြောလာ၏ ဒီလိုဆိုတမင်းတော်ပြန်ပြီးဆက်တော်ခေါ်ပါအောင်လားဗျာအမ်မွန်ကအလိုက်ထိုင်လျှောက်တင်လာရမှာဗညာအင်းဒီအမ်မွန်အာမျက်မှောင်ကြုတ်ရကြည့်လိုက်ပြီးအမ်မွန်လက်မှာမျက်နှာတက်တော်ရည်ကိုလှမ်းယူလိုက်အိဆက်လို့မရပါဘူးဆိုတော့ကိုပဲပြန်ပြီးအိဆက်ခိုင်းပြန်ပါပြီဒီမှာအမ်မွန်ဗညာမောင်ကအမ်မွန်အာမန်မဲလိုက်ပြီးတစုံတရာစဉ်းစားနေပြန်ပြီးနာခံလက်ပါဗျာအမ်မွန်ကဗညာအင်းအမှုရာကိုအကဲခံရင်အမိန့်ကိုနာခံလဲရှိလေသည်မနေ့ကငါအရက်ဒီအလွန်ကြုံတောက်စားမှုရလာတယ်မဟုတ်လား ။အညာအင်ကအဲမော်အားမေးလိုက်။အင်ဒီတိတ်ခါတော့ပြက်လာအောင်ငူးရင်လာဒီကိုတော့မတွေ့ရကြောင်းပါဗျာ။လူမန်းသူမန်းမတိအောင်ငူးရင်လာတာကိုအင်ဒီတိတ်ခါမပြက်ဘူးလို့ပြောရတာလား။ဒီမှာအဲမော်နာခံလျက်ပါဗျာ။မနေ့ညကငါအရက်ဒီအလွန့်ကျော်တောက်လာခဲ့ပြီလို့တညာလုံးတမိမှဆက်တော်ခေါ်လို့မရဘူး။ညံလုံးနေလဲဖမ်းနေတယ်လူလဲနွမ်းနေတယ်။ဖကြအင်ကကြီးဝေသောမျက်လုံးများဖြင့်အဲမော်အားကြည့်ရင်ပြောလိုက် လန်းလန်းဆန်းဆန်းဖြစ်သွားအောင်မျက်နာတက်တော်မူပါဗျမျက်နာတော်တက်ပင်မဲ့လန်းလန်းဆန်းဆန်းဖြစ်မှာမဟုတ်ဘူးဒီလိုဆိုရင်မို့တုံးသက်တော်မူပါလားဗျအဲမော်ကမျက်နှာလိုမျက်နှာရောက်ရှောက်တင်လိုက်ပြန်ဇကကြောရှင်မြေဆန်းနဲ့ဒီမှာအဲမော်နာခံလက်ပါဗျဒီဝသွားခေါ်စမ်းမြင်းစီကျော်မင်းဒီဝပြောတာလားဗျအမြင့်စီကျော်ဒီဝမဟုတ်လို့ဘယ်ဒီဝရှိသေးလို့လဲဇကကြောရှင်စရာရှိချမ်းဖန်ပြီးဇကကြောရှိတယ်ကောသွားဒီဝကိုရှေ့တော်သွင်းခဲ့ညာအိမ်ကအမိတ်ပေးလိုက်မှန်းလာပါ မြင်းစီကျော်ကိုရှင်သားရဲ့ဆောင်းတော်တွင်ဆင့်ခေါ်လို့တင့်တော်ပါမလားဗျဇကကြောရှင်မင်းနဲ့ကိုချချင်းဆင့်ခေါ်ခဲ့။ဘုရားအိမ်သည်စိတ်တို့ဒီမူရာဖြင့်လက်ထဲတွင်ခြင်ထားသော မျက်နာတက်သောရေဖလားဖြင့်အမွန်အားလှမ်းပောင်းရင်အမိန်ပေးလိုက်သည်။မျက်နာတက်သောရေဖလားမှာအမွန်အားမထီပဲအခန်းဤနိုင်ရန်ကိုထိသွားပြီးတခန်းလုံးရေများစုသွားပေသည်။အမွန်သည်အရှင်သခင်စိတ်တို့နေသည်ကိုသိသည်ဖြင့်တစုံတရာပြန်မပြောပဲမျက်နာတက်သော ရေဖလားကိုတည်ယူတည်တည်ကောက်ယူပြီး အဆောင်တော်တွင်မှထွက်ရန်ခြေလမ်းပြင်လိုက်သည်အမွန်ဗညာအိမ်ကလမ်းခေါ်လိုက်သည်ဖြင့်အမွန်သည်ခြေလမ်းတန်သွား၏ပြီးဗညာအိမ်ဘက်သို့ခြေစုံလှဲ့ကာရပ်ပြီးအမိန်နဲ့နာခံနေပြီညကငါဆန်းအိမ်တော်ပြန်လာတော့ငါကိုဘယ်သူတွေလိုက်ပို့တယ်လဲဗညာအိမ်ကမေးလိုက်ပြန်၏မြို့ဝင်မင်းဗညာရလာနဲ့ဘုံမှုသမိန်ဆက်ကဘောတို့ပြင်ဝင့်တော်မူဆရှိရဲ့ဒိတ်တိကျဲပုံကိုကြီးများကိုတိုင်းဆိုင်တော်ရောက်လိုက်ပို့ချောင်းမှာဗျအမွန်က ပြန်လဲလျှောက်တင်လိုက်ရာ ။မညာအင်ကတစုံတရာပြန်မပြောဘဲမျက်မှောင်ကိုကြုတ်၍မေးစီကိုပုတ်ခါစဉ်းစားနေ။ငါပြန်လာတော့တော်ညံ့နေနေပြီလား။တန်းကောင်းကြပါပြီဗျာ။မျက်နှာတစ်တော်ရေးဆက်ပြသေးဗျာ။အဲမွန်ကမျက်နှာတစ်တော်ရေးခက်ရန်ခြေလမ်းပြင်လိုက်ပြန်မျက်နှာတစ်တော်ရေးမလို့ခြင်းဘူး။မင်းဒီဝါကို စင်ခေါ်ချင်။ဝေးလဲတော်များလဲတော်မူပါအောင်ဗျာ။စကကြောရှိမနေစမ်းနဲ့။မင်းဒီဝါကိုချက်ချင်းစင်ခေါ်ခဲ့။ကော့။ပညာအင်ကကြက်မြေကိုဖနှောင်းနဲ့ပောက်ပြီးအမိန်ပေးလိုက်ရာ အင်မွန်ကဆောင်းတော်တွင်မှပြပြသလဲထွက်လာခဲ့ရပြီသည်တွန်းတော်များမကြမီဆောင်းတော်တွင်တို့မြင့်စီကျော်မြင့်ဒီဝဝင်လာသည်ကိုမြင်ရပြီကျွန်တော်မျိုးကြီးကိုခေါ်တော်လွတ်ပါသလားဖေဟာမြင့်ဒီဝကမနီလုံးမဝေးလုံးသည့်နေရာတွင်ခြေဆောင်ရက်၍ရိုသေစွာဥညွန်ခါဆိုင်မိရှလိုက်ဒေဝဖေဟာခြေတို့ခါစားစမ်းမညာအင်ကမိတ်ပေးလိုက်တဲ့ပြင်မြင့်ဒီဝသည်ခြေတို့တိုးပြီးခါစားလိုက်ငါညကတမိတ်မအိတ်ဆက်လို့များဘူးတကောလုံးလည်းရိုက်နေထားသလိုနာကျင်ကန်ခဲနေတယ် ။ဗညာအင်ကစကားဆလိုက်ရမင်းဒီဘာကဗညာအင်အားခြေစုံကောင်းဆုံးကြည့်ပြီးမတိမသာပြုံးလိုက်။ဒါတော့ဓမ္မရာမို့မတူးဆန်းလာကြောင်းပါ။မင်းဒီဘာကပြန်လဲလျှောက်တင်လိုက်ရဗညာအင်ကခက်ထန်သည့်အမှုရာဖြင့်မင်းဒီဘာအားစိမ့်စိမ့်ကြီးပြန်ကြည့်လိုက်။ခွိတရိစံဘာကပြောလိုက်တာလဲ။ဟုတ်တိုင်းမှန်ရာလျှောက်တင်ကြောင်းပါဗျာ။ရွှေမြို့တော်သူရောက်ရှိသည့်ချိန်မှစပြီးညတိုင်းလိုလိုရှင်းသာတောက်စားမှုရပြီးချိန်တော်မှပြန်လာလိမ့်ရှိတဲ့အတွက်အေးရပြန်ပြီးကိုလည်းမအီမသာဖြစ်ရခြင်းပါ။ မြင်းစီကျော်မင်းဒီဝါကဟုတ်တိုင်းမှန်ရာရှောက်တင်လာ၏အရေးတော့တာဘာဖြစ်တယ်လဲရောက်တော့စားစားလူမင်းသားမတောင်မစားလူငွမ်းသားဆိုတဲ့စကားပုံရှိတယ်မဟုတ်လားပြီးတော့ဒိတ်တွေကျဲပုံကူကြီးကြီးရဲ့အခန်းပွဲမှာတောက်ကြစားကြပျော်ကြပါကြတဲ့ဥစ္စာပဲငါတယောက်ထက်တော့တာမဟုတ်တာရာဒူးဂုံတိန်ချိန်ဝါကြောင့်ဒိတ်တွေကျဲပုံကူကြီးကြီးလို့ဆိုရပေမဲ့အကျင့်စာကရုံညံသူများဖြစ်တာကိုအရှင်သာသတိပြုစင်ကျင်တော်မူပါအပေါ်ရန်ရွှေမုံကျဲထားတော်လဲတွင်းကနှခြေခံများသာဖြစ်ကြောင်းပါဗျာ မြင်းစေကျော်မင်းဒီဝါကအရှင်သခင်အလိုမလိုက်ဘဲဟုတ်တိုင်းမှန်ရာရဲရဲကြီးလျှောက်တင်လာရာဗညာအင်ကမင်းဒီဝါအားစာမတတ်ဝမ်းတန်ဝူရာဖြင့်ကြည်လိုက်စော်ကားလာကြည်လားငါမိတ်ဆွေရောင်ရင်ဒီကိုစော်စော်ကားကားပြောရသလားမိုင်မဲလာကြည်လားစော်ကားချင်းဖောက်ကြောင်းမှာရှင်သားဤမိတ်ဆွေရောင်ရင်ဆိုသူများကမိတ်ဆွေစင်များဖောက်ကြောင်းမှာမိတ်ဆွေဒုမိတ်ဆွေရောင်များတာဖြစ်ကြောင်းမှာမိတ်ဆွေဟန်ဆောင်ပြီးရှင်သားကိုအတူတရာနဲ့တော့ကြောက်တဲ့သူဆွဲချနေသူများဖြစ်ကြောင်းမှာ ်မင်းနေပါကအလျှော်မပေးပဲရဲရဲကြီးရှောက်တင်လိုက်ပြန်သည်ငါနဲ့အင်မတန်ယဉ်ကျေးချစ်ကြည်နေတဲ့မိတ်ဆွေရောင်ရင်တွေကိုစောစောကားကားပြောတာကောင်းသလားအရှင်သားကြီးအကျိုးလိုလားသူဖြစ်ပါသဖြင့်ဟုတ်တိုင်းမှန်ရာကိုရဲရဲကြီးရှောက်တင်နေကြောင်းပါဗျာစိတ်ယုံမှရှိတဲ့ပုံကိုယ်တွေဆိုတာဘသူတွေလဲပြောစမ်းမိသူမိဘတွေဆိုတာပြောရမလွယ်ကြောင်းပါဗျာကျွန်တော်မျိုးကြီးသီးတဲ့လောက်တော့ရှောက်တင်ရမယ်ဆိုရင်တော့အရှင်သားအားမိတ်ဆွေဟန်ဆောင်ပြီးနောက်ကြောတောင်းနေသူကိုကြံစီနေသူများက ဘုံမှုကြီးသမိန်ဆက်ကောနဲ့ဝိနော်မှုပညာချမ်းတော်တို့အပါဝင် ဖြစ်တာကိုတော့ရဲရဲကြီးလျှောက်တင်ဝင်းကြောင်းပါဗျာတောက်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 ဒီစကားဒီမရမင်းပြောတဲ့ပုံကိုကြီးတွေကရွှေမြို့တော်ရမျက်နှာဖုံးတနိုင်ငံလုံးကရိုသေလေးစားအပ်တဲ့ဥရကောင်းကြီးတွေငါနဲ့အင်တန်ရင်းနှီးတဲ့မိတ်ဆွေရောင်းရင်းကြီးတွေကိုမစော်ကားကျင်စမောင်းနဲ့ရိုသေလေးစားအပ်တဲ့ဥရကောင်းကြီးတွေလို့ဆိုရလောက်အောင်နိုင်ငံသူနိုင်ငံသားတွေရဲ့အကျိုးကိုဘယ်လိုများတဲ့ဖို့ဆောင်ရွက်ခဲ့ပါသလဲဗျာ တိုင်းသူပြည်သားတွေရဲ့ခွန်ပန်းနာတော်တွေကိုလွဲသုံးစားလုပ်ပြီးပျော်ပါလောင်းကစားနဲ့ချိန်ဖြုံနေတဲ့လူတွေကိုသူရဲ့ကောင်းကိုခေါ်နိုင်ပါသလားဗျာ။အိုးဘာပဲပြောပြောဒီပုဂ္ဂိုလ်ကြီးတွေကငါရဲ့အကျိုးကိုလိုလားတဲ့မိတ်ဆွေရောင်းရင်းနေမိတ်ဆွေဟန်ဆောင်နေတဲ့ရန်သူကပို့ပြီးချက်ရကြောက်မှာဗျာ။စကကြော့ရှယ်မနေဇမ်းမနဲ့မင်းနဲ့စကားပြောရတာအာကောင်းတော်ချက်လာပြီးရေကြီးတော်ဆက်ဆက်။ကောင်းလာပါပြီရှင်သာ။မိဘသည်ပေါ်ပါသောခြေလမ်းများဖြင့်ရေကြီးတော်ခတ်ယူလာပြီးဆက်သားလာရာ။ ဗညာအင်ကအာရပါရတောက်လိုက်ဒေဝဗညာအင်ကရေချီတော်တောက်သွင်းပြီးနောက်မင်းဒေဝ၏ဘက်သို့ရွှေဖလားပြန်ပင်းခေါ်လိုက်ခါးစားလျက်ရှိကြောင်းမှာရွှေမြို့တော်မှာနေရတာမပြောဘူးလားမပြောပိုင်ကြောင်းမှာရွှေမြို့တော်ကနတ်ဘုံနဲ့နန္ဒမြစီကဆိုပြေးလာတော့လေဂုံပကာသနာကိုဦးစားပေးပြီးအတူရောက်နေပေါများလာပါသဖြင့်စိတ်မချမ်းမြေကြောင်းမှာကျွန်တော်မျိုးကြီးအနေနဲ့ဂုံပကာသနာနဲ့အတူရောက်နေလွှမ်းမိုးနေတဲ့ရွှေမြို့တော်ကြီးမှာနေရတာထက် စိန်းနှန်းစုပြေးတဲ့တောင်ရပဲကင်းတွေကိုမျက်စိတစုံမြင်နေရတဲ့စောင်းတူးမျိုးမှနေရတာပိုးပြီးပြောင်းဝင်ကြောင်းမှာပိုးပြီးစိတ်နှလုံးကြီးနှူးကြောင်းမှာမင်းယူပဲယူတယ်လို့ဆိုချင်းဆိုတော့တော်တော်ဟဲ့ရှင်ဆန်းနဲ့ဒီမာဒီဝကာစားလျက်ပါရွှေမြို့တော်ကိုရောက်လာတဲ့ချိန်ကစပြီးကျွေးအန်ဝိုင်းမှာငါဘလောက်ရှုံးနေဆိုတော့မင်းသိရလားမိတ်နော်မူမှတိရမယ်သူဖြစ်ကြောင်းမှာစုစုပေါင်းကြေးခွက်တရာနဲ့ရွှေသုံးပိတ်သားပေးရော်လာရပြီ လောင်းကစားမှုမှန်သမျှမိသူကိုမှအကျိုးမပေးနိုင်ကြပါဗျာမိဒီဝါကပြန်လဲရှောက်တင်လိုက်ရာမညာအင်ကမျက်နှာထုံတုံမုံမုံဖြင့်မိဒီဝါအားပြန်ကြည့်လိုက်မိဘာနာလဲလို့ဒီစကားပြောရတာလဲကျွေတလက်ကြက်တကုံဆိုတဲ့စကားမိမကြဘူးလားကုသိုလ်ကံနှိမ်နေလို့ရှုံနာကံထန့်လာတာမမြင်နိုင်ဘူးမဟုတ်လားကံကိုယုံပြီးစုပုံနင်းရင်အေကံမောက်ချစူးစူးခံရမြည်တာဖြစ်ကြမှာမမြင်နိုင်သည့်ကံကိုယုံစား အကုတ်နေမဲ့စားနှလုံးရည်နဲ့လက်ရုံးရည်ကိုယင့်တီးပြီးခမဲ့တော်ရဲ့ရရဖြစ်တဲ့စောင်းတူးမြို့နယ်စီပင်တာယာဝပြောရည်ကိုရှေ့ဆောင်ရှေ့ရွယ်ပြုလုပ်ခြင်းကပုံမူအချို့ဖြစ်ထွန်းနိုင်စရာရှိသည်ကိုသတိချက်တော်မူပါဒီမာဒီဝမိငောက်တုံတင်နေကြမလို့ဩစာပိနေကြမလို့ဘူးတုံတင်နေခြင်းမဟုတ်ပါဩဝါဒပိနေခြင်းလည်းမဟုတ်ပါပညာရှိသတိဖြစ်ခဲ့ဆိုသလိုတတိလက်တော်ဖြစ်နေပြီဆိုရင်သတိပေးနေခြင်းသာဖြစ်ကြောင်းပါဗျာအရှင်သာအပိုင်းစားပေးသနာတော်မူတဲ့ နေပဲကတောင်သူလက်သမားစင်ရသားများရဲ့အခွန်ဖန်တာတော်များကိုကျွေအန်ဝိုင်းကြံဝိုင်းဆရှိတဲ့လောင်ဝစာဝိုင်းနေမှာဖြုံတိပြခြင်းကမလျော်ကံပါဗျာတောင်သူလက်သမားစင်ရသားများရဲ့ချွေနေစာအခွန်ဖန်တာတော်များနဲ့တောင်သူလက်သမားများရဲ့ဘဝသားရဝပြောရေးရရွာနေပဲစီပင်တုတ်တရေးလမ်းပန်းတာယာရေးရောင်းဝယ်ဖွံ့ဖြိုးရေးစသည်တို့ကိုသာရှေ့ရှုပြီးလောက်ကန်တင်ကြောင်းပါဗျာအတောက်စားနဲ့လောင်ဝစာမှုများကစားကန်ရင်နဲ့တူပါသဖြင့်တောက်လေတောက်လေငံ့မဖြစ်ဖြစ်ပြီး ပြန်စည်းခြင်းဖြင့်သာဆုံးသက်ရပါလိမ့်မယ်ဗျာကျွေးအန်ကစားယုံနဲ့ပြန်စည်းနိုင်သလားပြန်စည်းနိုင်ပါမလားရှင်သာတူတဲ့တာမကအရှင်သာရဲ့ပတ်ဝန်းကျင်အတိုင်းဝင်းမှာ ပြန်စည်းနိုင်ကြမှာဗျာပတ်ဝန်းကျင်အတိုင်းဝင်းပတ်ဝန်းကျင်အတိုင်းဝင်းဆိုတာဗါလေဥမာရှင်သာရဲ့အမတော်နင့်ကေတရာခင်စောမယ်ရဲ့ဂုံတိတ်ခါတော်ကိုညှို့နှံ့စေနိုင်ကြမှာဗျာမင်းဒီဘာကပြန်လဲလျှောက်တင်လာရပညာအင်ကြီးမျက်နှာမှာနီးရဲသွားပြီးထုံးမတပန်ညုံမဲသွားပြန်၏ ဘာဖြစ်လို့မတော်ရဲ့ဂုံတိတ်ခါညှို့နှက်ရမှာလဲမဆိုင်တာတွေဖြောက်တင်စမ်းနဲ့မညာအင်ကရှက်ရမ်းရမ်းလာ၏ဂုံတိတ်ခါညှို့နှွမ်းယုံသားမကပျက်စီးခြင်းတို့ပဲရောက်နိုင်ကြမှာဗျာအမတော်ဘုရားသားမကအမတော်ဘုရားရဲ့လက်ဆွဲတော်သူ့မလာရဲ့ဂုံတိတ်ခါနဲ့တကွာအတိရေးပါညှို့နှွမ်းနိုင်ကြမှာဗျာမြင့်စီကျော်မြင့်ဒီဘကအလျှော့မပေးပဲဆက်လက်ပြီးရှောက်တင်လာ၏သူ့မလာဟူသောအမိကြရသည့်ခါမညာအိမ်ညိုပုပ်ပုံမျက်နှာကမတိမတာကြီးလင်းလိုက်အတုမာလာဆိုတာမင့်ချစ်သူမဟုတ်လား မင်းချစ်သူကိုမင်းလွမ်းဆွလာပြီထင်တယ်။ဗညာအင်ကပြောလိုက်ရမင်းဒီဘာမှာမျက်နှာမထားတတ်အောင်ဖြစ်သွားပြီ။အရှင်သားရဲ့အကျိုးကိုလိုလားပါတဲ့ဖြင့်ပညာရှိတတိဖြစ်ခဲ့ဆိုသလိုတတိလက်လွတ်ဖြစ်မည်ဆိုရတတိပေးနေရခြင်းသာဖြစ်ကြောင်းပါဗျာ။သူ့မာလာကိုလွမ်းဆွအောင်မိတဲ့ဖြင့်အရှင်သားအားစောင်းနှမျိုးတို့ပြန်လဲကြွတော်မူရန်မဲဆွယ်နေခြင်းမဟုတ်ကြမှာ။တေးသေးရဲ့နဲ့လောင်းမစားမှုကမိသူကိုမှအကျိုးမပေးနိုင်ကြောင်းပါဗျာ။ပျက်စီးရပျက်စီးကြ။လမ်းစာဖြစ်ပါတဲ့ဖြင့် အတောက်စားနဲ့လောင်းကစားကိုဆင်ကျင်တော်မူပြီးအရှင်သာအပိုင်စားပေးသနာတော်မူတဲ့နေပေဒိတာရဲ့ဇီဝင်သားရည်နေသူနေသားတောင်သူလက်သမားများရဲ့တိုးတက်ဖွံ့ဖြိုးရေးအတွက်နှံ့ရွာစံခမဲတော်မျိုးစားကြီးချမှတ်တော်မူခဲ့တဲ့လမ်းစဉ်ကိုပြန်လဲအကောင့်ထဲဖော်ရန်အချိန်အသင့်မီဖြစ်ကြောင်းရှောက်တင်ဝင်ချောင်းမှာဒေဝခါစားလဲပါဗျာမျိုးစားရဲ့ရရာကိုဆက်ကံမဲ့သူဆိုတာရွှေမျိုးတော်လာပြီးမျိုးရွာနယ်ပယ်စီမံအုပ်ချုပ်ရေးကိုလေ့လာဖို့လိုတယ်မဟုတ်လားဘယင်းမထံခါစားဝင်နေအောင်ကြိုးစားပြီး ဘယင်မနဲ့ရင်းနှီးအောင်လဲစူးစမ်းဖို့လိုတယ်မဟုတ်လားဘယင်မဒါခါဆောင်ဝင်နိုင်ရေးအတွက်ဘယင်မနဲ့နှိစက်တဲ့မြို့ဝင်မင်းတို့ဘိုးမှုတို့နဲ့အလိုက်တိုင်ပေါင်နေရတာပါဒေးဒေးရတောက်စားပြီးကျွေအန်ချက်တိုင်စရှိတဲ့လောင်းကစားမှုကိုဝါသနာထုံလုံးလို့လောင်းကစားနေတာမဟုတ်ဘူးတောက်စားနေတာမဟုတ်ဘူးအတောက်စားနေလောင်းကစားဖက်မှမြို့ဝင်မင်းတို့ဘိုးမှုကြီးတို့နဲ့ပိုးပြီးရင်းနှီးရမယ်မဟုတ်လားဗညာအင်ကပြန်ပြောလိုက် အစရှိအနောင်နောင်ဆိုသလိုဖြစ်မိဆိုတဲ့ပြင်တတိပေးနေရခြင်းမှာဗျာခုပင်လင်းကျွေအံလောင်းကစားမှုကြောင့်ကြီးခွက်တရားနဲ့ရွှေချင်းပိတ်တာတုံးပိတ်တာအရှုံးထွက်နေပြီဖြစ်ကြောင်းရှင်သာမိတ်ခြားချက်ရသည့်ရာချောင်းမှာဤတိုင်းသာဆက်ပြီးရှုံနေပါလင်းကျွေလဲပင်ခိုက်ပြီးကျွေရှင်များကျိုးဆွေရကရသည့်ဘဝသို့ရောက်သွားနိုင်ကြမှာဗျာပြစီချင်းတို့တာရောက်နိုင်ကြမှာဗျာမိတ်ဒီဝါကထက်လောင်းရဲ့တတိပေးလိုက်ပြန်ကျွေတင်ပြီးကျွန်းဖြစ်သွားလိမ့်မယ်လို့ရှောက်တင်လိုက်တာလား မဝင်ကြပါဗျာတို့တော့မိနေပါကရှေ့ဆက်ပြီးမလျှောက်တင်ဝင်တဲ့ပြင်စကားကိုဖြတ်လာရလေသည်ဒေဝခါးစားတဲ့ရှိချောင်းမှာမင်းကငါဘောအသက်စာရှိတဲ့လူယုံတော်တယောက်ဖြစ်ကြောင်းငါမမိတ်မတော်ယုံကြည်တော်မူတယ်ငါရဲ့အကျိုးလိုလားသူဖြစ်ကြောင်းငါသိတယ်ငါကိုစည်ရနာနဲ့တတိပေးနေတယ်ဆိုလားငါတန်တရားမရှိဘူးမိကောငါရဲ့လူယုံတော်ဖြစ်ငါဖွင့်ပြောတင်တယ်လားပြောရအောင်မယ်ကျွင်းအန်ဝိုင်းမှာရှုံးတဲ့ကြီးဝင်များအပြင်ချက်ဝိုင်းမှာရှုံးတဲ့ ကြီးငွေတွေနဲ့မင်းပြားကြီးတွေကိုပြုစုအပ်ခံရတဲ့အတွက်ကုန်ကြစည်တွေပါပေါင်းလာရင်တော့ကျွေးလည်းပင်ခိုက်တော်မလားဖြစ်နေတယ်။ဒါကိုမတော်ပြားသိရင်ရင်ကျိုးမှာဒါကြောင့်ဖလီမျောရင်လှည့်ချင်းလိုက်ရတယ်ဆိုတဲ့စကားနဲ့ညီငါရှုံထားတဲ့ကြီးငွေတွေကိုရင်စပြန်ရအောင်ကျွေးအန်လောင်းကစားနေရတာကျွေးတက်လက်ချက်တကုံဆိုတဲ့စကားနဲ့ညီဥတုကန်ကောင်းရင်ရင်စပြန်ရနိုင်ကောင်းပါတယ်။ ရင်းစားမရပဲလှုပ်လေမြုပ်လေဆိုသလိုစုံစုံမြုပ်ကောင်းမှကိုလည်းစုံရကြောက်မှဗျနမိတ်မရှိနမမရှိတဲ့ဇာတိမကြခြင်းမူတီမဒေဝနာခံလည်းရှိကြောက်မှဗျကျွေးအန်ဝိုင်းနဲ့ကြဝိုင်းမှငါရှုံးခဲ့တာတွေကိုအမတော်ဗျနာဝလီတန်မမကြစေနဲ့ကြလာတတိမပေါက်ကြစေနဲ့တတိပေါက်ကြရင်သိဖို့သာပြင်ဗညာအင်ကတတိပေးလိုက်ကျွန်တော်မျိုးကြီးကတော့ဂရိုင်းမလောက်တဲ့အကြောင်းရှင်သာအတီးဆုံးဖြစ်ကြောင်းမှာဗျာမတော်ဖျားအကြောင်းမိန်တော်မူလို့ မတော်ပြားထံမှာဆွာလာတစောင်ရောက်ရှိလာကြောင်းရှောက်တင်ဝင်ကြမှာဗျာမင်းဒီဝါကရှောက်တင်လာရဗညာအင်ကမင်းဒီဝါအားစီစီကြည့်လိုက်မတော်ပြားစီကဆွာလာတစောင်ရောက်လာတယ်ဟုတ်လားမှန်လားเจ้าမှာကဲမတော်ပြားစီကဆွာလာဆက်တာစေလူကြုံတော်နဲ့ပလိုက်သည်စာဖြစ်ပါတဲ့ပြင်ကျွန်တော်မျိုးကြီးဆက်တာနိုင်စွမ်းမရှိเจ้าမှာဗျာကဲဒါဖြင့်လူကြုံတော်စီသွားပြီးတောင်းကစမ်းတဆင်လွှဲပြောင်းမိမပေးနိုင်เจ้าလူကြုံတော်ထံမှာကြာတရားเจ้าမှာဗျာ ူကြုံတော်ကိုရန်ရှင်သား၏ရွှေလက်တော်သူဆက်သားဝင်ရမှဆက်သားမည်ဖြစ်ကြောင်းပြောပါရဲဗျာကြည်ထဲလာကြည်လားလူကြုံတော်ကဘလို့လူစားမျိုးမဟုတ်လဲတီတော်သားအပင်ဆိုရညာတော့လဲရီမွန်သူတူးဖြစ်ကြောင်းပါဗျာရှင်သားရဲ့ဘုံရိတ်ကံရိတ်ကိုခုံလုံးလိုကြောင်းသိရကြောင်းပါဗျာအပြော့ဆိုရင်ကြည်သိမ့်မွေရလားမြူကြီးသားနီးပါရင်ကြည်သိမ့်မွေကြောင်းပါဗျာကောင်းပြီညနေတော်တိဝဲလဲတော်များလဲလာအောင်မယ်ငါဆင့်လာတဲ့ချိန်ဒီဆောင်းခိုင်းထားပြီးတော့အဲမုံကိုလွတ်လိုက်စမ်း ကောင်းလာပါပြီရှင်သာမင်းနေပါသည်အခန်းတွင်းမှာပြန်ထွက်ရန်ခြေလှမ်းပြင်လိုက်ရာဗညာအင်ကလဝကာပြီးတားလိုက်ပြန်နေအောင်အင်ဘုံဘုံမခေါနဲ့တော့မြင့်နဲ့တက်တော်ရင်နဲ့ဝေးလဲတော်ယူခဲ့စမ်းပြီးတော့မင်းကိုယ်တိုင်မတော်ဘုရားစီကဆဲလွတ်လိုက်တဲ့လူကြုံတော်ကိုငါရှိတော်မှတွင်လာခဲ့ကြလာဗညာအင်ကအမင့်ပေးလိုက်ရာမင်းနေပါသည်မြင့်နဲ့တက်တော်ရေဝေးလဲတော်များကိုယူလာပြီးဆက်သားလာ၏၎င်းနာ မြားမကြမီကြေတော်သားရုပ်ပေါင်းနေတော့လဲတန်တန်ပြန်ပြန်ဝင်းစားစီရင်ထားသော လူရဲတရားကိုမညာအိမ်ဤရှိတော်မောက်သို့သွင်းလာခဲ့ပြီမညာအိမ်ဒီမတော်ဖျားထံမှဆင်းလွတ်လိုက်သည့်လူကြုံတော်ကိုခြေစုံကောင်းဆုံးကြည့်ပြီးမတိမတာပြုံးလိုက်၏နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင် ကျွန်တော်တို့တာပါ